ားလုံးမဲမင်္ဂလာပါရှင်24နှစ်အတွင်းထူရှားတဲ့ပြည်ရင်းပြပါစေဝန်ဆောင်ဖရဲတဲ့င်းလေးကိုတင်ဆက်ပေးပါတော့မယ်ကျမတို့မြစ်တီကိုပါလိုင်စင်မဲ့ကားတွေကိုအသုံးပြုတယ်လူမှုကူညီရေးတင်းတချို့လူမှုကူညီရေးတွေကိုရနာထားတဲ့တဲ့မြမအပါဝဲနိုင်ငံဆက်တဲ့နိုင်ငံကိုအမေရိကန်ကိုပြည်ဝင်ခွင့်ပေးလိုက်တဲ့တဲ့ဒေါ်လာခွန်ဘီလီယံဆုံးရှုံးမှုအတွက်ယူကရိန်းကိုရုရှားလက်ဆက်ကျတိုက်ခိုက်မယ်ဆိုတဲ့တဲ့ MOU မှမိုင်းတို့ရောက်ရှိဖို့အတွက်နှိစက်လာတဲ့ပါပဲအစားရှိတဲ့ပြင်းပြပါစေဝန်စားဖွဲ့ရတဲ့တဲ့လေးကိုတက်ဆက်ပေးသွားမှာပါပထမဆုံးအနေနဲ့ပြည်ဝင်သတင်းတပုတ်ကိုတင်ဆက်ပေးကြပါမယ်။လိုင်စင်မဲကားရီ၃နဲ့လူမှုကွန်ရက်တင်တဲ့ရှိုးလူနာကွန်ကြီးမှုလမ်းကြောင်းတို့ရန်လာပါတယ်။ဒီသတင်းကိုတော့မြန်သူတူကပေးပို့လာတာပါ။ ်လိုင်စင်မဲ့မော်တော်ယာဉ်တွေကိုတိုင်စီအေးယူမယ်ဆိုတဲ့သတင်းတွေကြောင့်လူမှုကူညီပရာဟိတာတင်တရှိုကသူတို့ရဲ့လူနာလမ်းကြောင်းကူညီမှုတွေကိုရှင်းလာလိုက်တယ်လို့သိရပါတယ်။ဖောင်ကြီးကားတစ်စိတ်ကိုအယောက်ဆောင်တက်ထားတဲ့လိုင်စင်မဲ့ဝတ်တောက်ကားတွေကိုလည်းဖန်စီအေးယူသွားမှာဖြစ်တယ်လို့လိုင်စင်မဲ့ရင်ရောင်းဝယ်တဲ့ပို့သူတွေကိုလည်းဖော်ထုတ်ဖန်စီအေးယူသွားမယ်လို့သိရပါတယ်။ဒီလိုမျိုးရှင်တွေတွေကြောင့်လူမှုကူညီအသင်းတွေအနေနဲ့အသင်းလိုင်စင်ရှိဖို့လို့ပြီးတရားဝင်လိုင်စင်တွေကိုရှောက်ထားကြဖို့လိုရဲ့လို့သိရပါတယ်။ဒါအပြင်မြန်မာနိုင်ငံတဝမ်းမှာရှိကြတဲ့လူမှုကူညီပရာဟိတာအတွင်းနေနေနဲ့ ငွေကြေးခက်ခဲရာလိုင်စင်ကားဝယ်ဖို့ဆိုတာကဖြစ်နိုင်ခြင်းနဲ့ပါပြီးလက်ရှိကာလမှာဝိသလူနာတရင်တစီတောင်300နဲ့300ကျားပေါင်းစည်းရှိနေတယ်လို့သိရပါတယ်။ဆက်လက်ပြီးနိုင်ငံတကာဒင်းသဘောကိုတင်ဆက်ပေးကြပါတယ်။မြန်မာပါဝင်နိုင်ငံ17နိုင်ငံကိုအမေရိကန်ကိုပြည်ဝင်ခွင့်ပေးလိုက်ပါတယ်။ဒီတင်ကိုတော့ညင်းကြောင်းဝါပြပူလာတာပါ။အမေရိကန်နိုင်ငံရဲ့အမျိုးသားလုံခြုံရေးကိုထိခိုက်စေနိုင်တာကိုကာကွယ်ဖို့အတွက်မြန်မာနိုင်ငံပါဝင်နိုင်ငံ၁၂နိုင်ငံကိုအမေရိကန်ဆိုရာကပြည်ဝင်ခွင့်ပေးပစ်လိုက်တယ်လို့သိရပါဗျ။ ပြည်ဝင်ခွင့်ပိတ်ပင်ခံလိုက်ရတဲ့နိုင်ငံကတော့မြန်မာ၊ချက်၊ကွန်ဂို၊အီကွေတိုရီယို၊အီထီထရီးယား၊ဟေတီ၊အီရန်၊လီဘီယာ၊ဆိုမာလီယား၊ဆူဒန်နဲ့ယီမန်နိုင်ငံတို့ဖြစ်ပါတယ်။ပိပိခံလိုက်ရတဲ့နိုင်ငံတွေကနိုင်ငံသားတွေကိုအမေရိကန်နိုင်ငံကိုပြည်ဝင်ခွင့်မပေးတော့ဘဲနဲ့ပိပိလိုက်တာဖြစ်ပါတယ်။ပိပိလိုက်တဲ့နိုင်ငံတွေဟာပြည်ရင်းမှာပြည်ရင်းစစ်ဖြစ်ပွားနေတာဒါမှမဟုတ်နိုင်ငံမတည်မငြိမ်မှုတွေဖြစ်ပွားနေရဖြစ်ပြီးအမေရိကန်နိုင်ငံသားတွေရဲ့လုံခြုံရေးကိုထိခိုက်နိုင်တယ်လို့သတ်မှတ်ပြီးပြည်ဝင်ခွင့်ပိပိလိုက်တာဖြစ်ပါတယ်။ အမေရိကန်အစိုးရရဲ့ပြောရေးဆိုခွင့်ရှိသူအပိဂေးဂျက်စင်ကအမေရိကန်ပြည်သူတွေရဲ့လုံခြုံရေးကိုအမြင့်ဆုံးကာကွယ်ပေးဖို့ရှိခဲ့ပြီးနိုင်ငံ၁၂နိုင်ငံကိုပြည်ပခဲ့ပြင်ပခဲ့တာဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။နောက်ထပ်နိုင်ငံတကာတင်းတဘုတ်ကိုတင်ဆက်ပေးကြပါမယ်။ဒေါ်လာကွန်ဘီလီယံဆုံးရှုံးမှုအတွက်ယူကရိန်းကိုရုရှားလက်ဆက်တိုက်ခိုက်မယ်လို့သိရပါဗျ။ဒီတင်ကတော့ငင်းကြောင်ဝါပြပူလာတာပါ။ ယူကရိန်းဘက်က drone နဲ့တိုက်ခိုက်ခဲ့ရကြောင်းတိုက်ခိုက်ရေးလေယာဉ်ခွန်ဘီလီယံဆုံးချုပ်ခဲ့မှုအတွက်ရုရှားဘက်ကယူကရိန်းကိုလက်စားချက်တိုက်ခိုက်သွားဖို့အတွက်ဆုံးဖြတ်ထားတယ်လို့သိရပါတယ်။ Operation Super Web လို့အမည်ပေးထားတဲ့စစ်စင်ရေးနဲ့ရုရှားလက်တက်စကန်လေးကူကိုယူကရိန်းဘက်က drone နဲ့တိုက်ခိုက်ခဲ့ရပဲဖြစ်ပါတယ်။ တိုက်ခိုက်မှုကြောင့်ရုရှားရဲ့မဟာဗျူဟာမြတိုက်လေယာဉ်တွေနဲ့ပုံကျဲလေယာဉ်တွေဆုံးရှုံးခဲ့ပြီးဆုံးရှုံးခဲ့တဲ့ပမာဏကအမေရိကန်ဒေါ်လာ9ဘီလီယံခန့်တန်မှုရှိခဲ့တယ်လို့ခန့်မှန်းခဲ့ကြပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့ရုရှားသမ္မတပူတင်တို့ဟာတိုက်ခိုက်မှုနဲ့ပတ်သက်ပြီးတော့တယ်လီဖုန်းနဲ့85မိနစ်ကြာဆက်သွယ်ဆွေးနွေးခဲ့ပြီးနောက်မှာရုရှားဘက်ကယူကရိန်းကိုလက်ထုတ်ပြန်တိုက်ခိုက်မယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကိုယ်တိုင်ပြောကြားခဲ့ရဖြစ်ပါတယ်။ ရုရှားဘက်ကတိုက်ခိုက်နိုင်ခြေကြောင့်ခီးတက်တင်လေးချောင်းလိုင်းတွေကယူကရိန်းပိုင်နယ်ထဲကိုရှောင်ခွင့်ပြတ်တမ်းမှုလှုပ်ဆောင်နေရလို့သိရပါတယ်။ဆက်လက်ပြီးအာကစားလင်းတပုတ်ကိုလည်းလက်ခံရရှိထားပါသေးတယ်။ MOU မှာမန်လို့ရောက်ရှိဖို့အတွက်နှိစက်လာပါတယ်။ဒီတင်ကိုတော့ငင်းကြအောင်ပြပို့လာတာပါ။မဲရတဲ့ဟာဘရက်ဖတ်တိုက်စင်မှုအမ်ဘူးယူမိုခေါ်ရဖို့အတွက်အနည်းဆက်ဆုံးအနေထားရောက်ရှိလာရလို့သိရပါဗျ။အတန်း25နှစ်ရွယ်ကင်မရွန်လက်ရွေးစင်တိုက်စင်မှုအမ်ဘူးယူမိုကိုမဲရတဲ့ကပြောင်းရွှေ့ကြီးပေါင်95တန်နဲ့ကန်းလိုက်ခဲ့တာဖြစ်ပါတယ်။ ်။ MU မို့နဲ့ Brandfort တင်းတို့ရှုပ်ဆိုထားတဲ့စာချုပ်ဟာတက်တန်းတစ်နှစ်ပဲကြာရှိတော့တာကြောင့်မန်ယူတင်းဘက်ကကန်လန်ငယ်တဲ့ပြောင်းရွှေ့ကြီးဟာ Brandfort တင်းဘက်ကငင်းဆန်ပုံတက်ခဲ့တဲ့အနေထားဖြစ်တာကြောင့် Brandfort တင်းဘက်ကလက်ခံပွဲရှိနေပါတယ်။ MU မို့ခေါ်ယူဖို့အတွက်ထိုင်တန်းတင်းတရှိုးကလည်းကြိုးပမ်းနေပေမဲ့ MU မို့ဟာမန်ယူအတင်းနဲ့ပုံကိုရေးဆိုင်ရာသဘောတူညီမှုရရှိတာဖြစ်တာကြောင့်မန်ယူအတင်းကသာ MU မို့ခေါ်ယူနိုင်ဖို့ကနှိစက်နေရဖြစ်ပါတယ်။ ။မန်ယူနီပြရဲ့မိုးရင်ကဟူတိုက်စစ်မှုကုညာခေါ်ပြီးနောက်မှာတိုက်စစ်ပိုင်းကိုအင်အားထပ်ဖြည့်တင်မှုအတွက် MU မှုခေါ်ယူဖို့အတွက်ကြိုးပမ်းနေရဖြစ်တယ်လို့သိရပါဗျ။အခုတင်ဆက်ပေးခဲ့တာတွေကတော့မြန်မာရှိရဲ့24နာရီနေ့ကသတင်းတွေပဲဖြစ်ပါတယ်။တချို့အပိတ်ကြပြည်သက်များအားလုံးကျမ်းမာရှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင်။